ကဲဒီနေရာမှာမာနဆိုတာ၉မျိုးရှိတယ်တတိထားကြည့်အောင်၉မျိုးဆိုတာကတော့ဖြစ်နိုင်တာတွေကိုပြောပြတာအကြီးအသေးနဲ့ပတ်သက်ပြီးတော့လူကို၃မျိုးခွဲလိုက်မှတ်ဖို့ရလွယ်ပါတယ်လူကို၃မျိုးခွဲလိုက်တယ်တေယဆိုတဲ့အစစ်မြင့်တဲ့ပုဂ္ဂိုလ်ကတယောက်တတိတဆိုတဲ့ ိုနဲ့ရည်တူတဲ့ပုဂ္ဂိုလ်ကတယောက်ဟိနဆိုတာကိုယ့်ရဲ့အောက်တန်းကြတဲ့ပုဂ္ဂိုလ်ကတယောက်ကမ္ဘာလောကမှာရှိတဲ့လူတွေကိုလူတန်းစားခွဲကြည့်လိုက်တဲ့ကိုနဲ့ကိုယ့်ရဲ့တာတဲ့လူရှိတယ်ကိုနဲ့တူတဲ့လူရှိတယ်ကိုယ့်အောက်ညံ့တဲ့လူရှိတယ်မရှိဘူးလားအော်လူ၃ယောက်ရသွားပြီနော်အဲ့ဒီလူ၃ယောက်မှလည်းပဲအတွေး၃မျိုးစီရှိတယ်တဲ့အတွေး၃မျိုးဆိုတာအကြီးချင်းကိုကြည့်ပြီးတော့အေး तू ကငါ့ရဲ့တာတယ် သူကတော့ငါနဲ့ငါအေးချင်းနဲ့တူတယ်သူကတော့ငါနဲ့အောက်တန်းငါနဲ့နေကြဒီလိုမတွေးဘူးလားသုံးမျိုးတွေးတယ်အဲ့တော့အဆင်းမြင့်တဲ့လူကလည်းပဲဒီလိုသုံးမျိုးတွေးတယ်တန်းတူပုဂ္ဂိုလ်ကလည်းပဲသုံးမျိုးတွေးတယ်ကိုယ်နဲ့နေကြတဲ့ပုဂ္ဂိုလ်ကလည်းသုံးမျိုးတွေးတယ်ဆိုသုံးသုံးလီဘယ်လောက်ဖြစ်သွားလဲအေးမာနာ၉မျိုးဆိုတာအဲ့ဒါပြောတာပါမာနာ၉မျိုးရှိတယ်တဲ့ မာနဆိုတာตาတယ်လို့တွေ့မှမာနမဟုတ်ဘူးငါသူ့ရဲ့ညံ့တယ်လို့အည်ချင်းနဲ့ပတ်သက်ပြီးထင်ရင်လည်းမာနလို့ခေါ်တယ်အဲ့ဒီမာနကိုရှေ့ကစလုံးလေးတစ်လုံးထည့်ပြီးတော့ဩမာနတဲ့အောက်ချပြီးတော့တွေးတယ်မာနလို့သူလိုပြောတာเนาะအဲစာလို့ပြောမယ်ဆိုလို့ရှင်တေယပုဂ္ဂိုလ်မှာတေယမံငါကตาတယ်လို့တွေးတယ်တရိဒမံတူတူပဲလို့တွေးတယ် ခိနမံငါကညံ့တယ်လို့တွေးတယ်ဟောသုံးခုတေယမံတတိတာမံခိနမံတတိတာပုဂ္ဂိုလ်မှာလည်းပဲတေယမံတတိတာမံခိနမံသုံးမျိုးခိနပုဂ္ဂိုလ်မှာလည်းပဲတေယမံတတိတာမံခိနမံလို့သုံးမျိုးတဲ့တေယတတိတာခိနတေယဆိုတာကိုယ့်ရဲ့ตาတဲ့ သရိသဆိုတာကိုယ်နဲ့တူတယ်ဟိရဟိနဆိုတာကိုယ်နဲ့ညံ့တယ်အဲ့ဒီ၃မျိုးကိုနောက်ထပ်၃မျိုးနဲ့မြှောက်လိုက်တော့၃၃နဲ့၉ဖြစ်တာအဲ့ဒါကိုမာနာ၉မျိုးလို့ခေါ်တာအဲ့ဒီမာနာ၉မျိုးလုံးဟာအမှန်တိုင်းတွေးတာပဲဖြစ်ဖြစ်မမှန်တာအခြေခံပြီးတွေးတာပဲဖြစ်ဖြစ်မာနာမှန်သမျှအကုသိုလ်ပဲဒီလိုဆိုရတာเนาะမာနာမှန်သမျှအကုသိုလ်